Yes ဒီနေ့ကျွန်တော် makeup ပေးခြင်းတဲ့ကားလေးကတော့ BMW တရားထုတ်တဲ့ BJ60 ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီကားလေးက launch ထုတ်တဲ့နေ့မှာနေအစီးနေရာတော့ရောင်းထွက်သွားလို့ရောင်းပိတ်ထားပါတယ်လက်ရှိမှာတော့ခုဒီကားလေးက line mode မှာအရန်နဲ့မကြီးနေတဲ့ကားတွေကတစည်းလေးဖြစ်ပါတယ်ဒီကားလေးကခုလက်ရှိပြင်မှာရှိမယ်ဆိုလည်းအရန်ကြွားပါတယ်ကားကြီးအကြီးပါကျွန်တော်ပုံထဲမှာကြည့်တော့တေးရလို့ရှင်နေဒါကျွန်တော်ရှိမှရောက်တာဒါဒုတိယဒီရက်ပဲရှိပါသေးတယ်ဒီနေ့ရက်တွေမှာကောင်းကင်ဆိုးခြင်းတွေကိုကျွန်တော်ပြပြပေးမယ်ဒါပေမဲ့ထင်ထားတဲ့ပုံကြီးရဲ့အတွက်ကြောင်းလမ်းညွှန်လမ်းကြားတော့ဝင်ရနည်းနည်းခက်တယ် ေးနဲ့ကြည့်ရင် SE 300နဲ့တော်တော်တူပါတယ်အဲရှေ့ကနေကြည့်ရင်တော့ဒါ Hammer ခေါင်းလို့ပြောလို့ရပါတယ်ဒီနောက်ဘက်ကကြည့်ရင်တော့ Land Cruiser Prado လို့တူပါတယ်အဲအဲ့မှာလည်းတစ်ခုရှိရဲ့အချို့က Prado site လို့ပြောတယ်တကယ် Prado site မဟုတ်ဘူးကြာ SE 300 site နီးနီးလောက်ကိုကြီးတယ်အဲပြက်ကတော့နည်းနည်း SE 300ပိုကျင်းတယ်သို့တော့ ိုရှည်တယ်လို့ထင်ရတယ်ပုံမြင့်တယ်လို့ထင်ရတယ်အနည်းဆုံးမရှိဘူးဆို20 mm လောက်တော့ပိုရှည်နိုင်တယ်ဘက်ကလည်းအဲ့လိုပဲပေါ့နော် wheel base ကလည်း SC 300နဲ့ပွာလောက်ပဲပွာတယ်30 mm လောက်ပဲပွာတော့မပြတ်ပါလောက်အောင်ပွာတယ်ပေါ့နော်နှစ်လမ်းမှဝင်းကျင်လောက်ပဲရှိမယ်ထင်ပါတယ်အဲ့တော့ဒီကားလေးကစီးရဲ့အချိန်မှာဘယ်လိုခံစားရလဲဒီကားရဲ့ရုပ်အသွင်ပြင်အထက်မှာပါတဲ့ function ဒီကားရဲ့ performance ဒါလေးတွေသုံးပိုင်းဆွဲပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ဒီကားရဲ့အဓိကကအထင်းဆုံးကတော့ဒီ gray ပဲဖြစ်ပါတယ်။ဒါကတော့ LED gray လည်းဖြစ်ပါတယ်။ဒီ LED gray က အာမီလင်းနေဒီမှာတော့ day time running light ကတော့ဒီအောက်မှာရောက်နေတာဖြစ်ပါတယ်ဒါတော့ day time running light ဒီမှာရှေ့မှာဆိုလို့ရှိရင် radar ၄လုံးနောက်မှာ၄လုံးအလုံးပေါင်း၈လုံးပါပါတယ်ဒီထဲမှာတော့ full led quad vision ပေါ့နော်၄လုံးပါပါတယ် full led quad vision ရှိတယ်ဒီထဲမှာတော့ cruise control နဲ့ဘာနဲ့ mount in radar ဒီထဲမှာတော့အကြီးတစ်ခုရှိပါသေးတယ်အဲ့တော့ဒီကားရဲ့ခေါင်းကတော့ကြည့်လိုက်ရင် hammer နဲ့တော်တော်တူတယ် left side ဆိုမျိုးလုံးလုံးကြီးမဟုတ်ဘူးတက်တာဟို၄00ကြီးပေါ့နော်၄00လုံးကြီးနဲ့မောင်းတာဖြစ်ပါတယ်မောင်းရင် tank ဆိုတဲ့ feeling ကိုပို့ရတယ် ကားရဲ့ဘေးဘက်မှာကြည့်မယ်ဆိုလို့ရှိရင် 20-inch alloy wheel သုံးထားပြရတွေ့ရတယ်။ရှေ့ရောနောက်ကော 20-inch တွေသုံးထားပြရတယ်။ကားတော်တော်ကြီးရဲ့ဒီမှာ gap ဆိုရင်တော်တော်လေးမြင့်တာတွေ့ရတယ်။အဲ ground clearance ကလည်းတော်တော်ကြီးကိုမြင့်တယ်။အာကျန်တဲ့ပုံမှန် land cruiser တွေထက်ကိုပုံမြင့်နေတာတွေ့ရတယ်။သူကတက်ရရင်တော့ခက်ခဲရှိနိုင်တယ်။အဲ့တော့အဲ့ဒါအတွက်ကိုတော့အဆင်ပြေအောင်တက်တဲ့ဆင်းတဲ့ချိန်မှာဆင်ပြေအောင်ဒီ door strap လေးကို auto လေးထည့်ထားပြရတွေ့ရတယ်။ဒါဘာမှလည်းအဆင်ပြေပါဘူး။မဟုတ်လို့ရှိရင်ဆင်းရဲပြုတ်ကျနိုင်တဲ့အထိရှိတယ်။နောက်နောက်ဘေးရဲ့ clearance ကတော့တော်တော်ကြီးကိုများတယ်။ ဒါပုံမှန်လန်ခူစာရိုက်ထက်ကိုပုံမြင့်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဟိုဟာ left side စီလို့တော့ adjustable တော့မဟုတ်ဘူးအာဒါကတော့ fake ပေါ့နော်ဒါပေမဲ့ဒီကောင်ရဲ့ ground clearance ကအများကြီးတယ်ပြီးရမီရဒါလည်း LED ပဲ LED display ရှိမယ်နောက်ခံနောက်ခံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ program နဲ့ပုံတူသွားအောင်တူရခုနဘေးတဲ့ကိုကြည့်လိုက်တော့လုံးဝလန်ခူစာပဲနောက်ကတော့နောက်ချိတ်ကြည့်နေလာတဲ့ကြောင့် program နဲ့တူရဒါပေမဲ့ဘက်ကလည်းပုံမှန်ထက်လန်ခူစာထက်တော့နည်းနည်းဟိုကျင်းပါတယ် program ထက်လည်းကျင်းတယ်ဒါရဲ့အတွင်းကမှာကြည့်လိုက်လို့ရှိရင်တော့သူက2.0 turbo အင်ဂျင်ကိုတုံးထားပြီးတော့ horsepower အနေနဲ့250ခန်းထွက်ပါတယ် torque ကတော့400 Newton meter လောက်ထွက်တာကိုတွေ့ရပါတယ် HP automatic transmission ကိုတုံးထားပါတယ် surprise i'm back rb remix တို့ရတော့ကားကြီးထဲမှာပထမဆုံးပါတယ် LED ပေါ့နော် start stop button LED display နဲ့လာတယ်အာပြီးရင်ဒီမှာတော့ဒီခုနက button တွေပေါ့နော် air gun တို့ဒီ air flow တွေတို့ဘာလို့အကုန်လုံးကဒီအောက်မှာ temperature တို့ short ဒီမှာဒီတဲ့အပေါ်အားဓာတ်တွေလည်းခလုတ်နေပါပဲအစုံမီးပြတာတို့ since နောက်နောက်ခံ air gun ပေးတာတို့ဒါမျိုးတွေပေါ့နော်ဒါတွေအကုန်လုံးကဒါ physical button နေနဲ့ဒီတဲ့ကတော့ wireless phone အားသွင်းနေနေတာပေါ့နော်အဲ့ဒါရှိမယ်ဒီမှာတော့အကက်ပူတော်လေးနှစ်ခုနဲ့ရှိမှာ ဖုန်းထည့်လို့ရတဲ့နေရာလေးပါတယ်ဒီကားမှာတော်တော်ကြိုက်တာကအဘေးတကားချမ်းနေမှာဆိုလို့ရှိရင်လေသူကထည့်เสีย30လောက်ကိုပါတယ် တော့ off road ကားတွေပြီးသားတယ်လို့ပြောလို့ရမယ်ပြီးရင်ဒီမှာဆိုလဲ handle bar မှာအချစ်ကြီးပေါ့နော်အရန်မာတဲ့ဟာပါတယ်လက်ကင်နေဆိုလဲအရန်မာတာရှိတယ်ပြီးဒီမှာဒီခါလေးကျွန်တော်အဆောင်နေဆိုလို့ရှိရင်ကားမောင်းနေလူကပြုတ်ကြမှုဖြစ်တာတွေကျွန်တော်ကန်ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့တော်တော်လေးကို off road အတွက်ကိုသူကဦးစီဦးသားပေးပြီးတော့လှုပ်ထားတယ်အရင်တော့က A7 တော့ကတော့တော့မျိုးရင်းစီပေါ့ဒီကောင်တော့ off road အတွက်လှုပ်ထားတာတည်ကြတယ်ပြီးတော့ဒီကားရဲ့ထူးခြားတဲ့ဟာလေးကပါလဲဆိုတော့ဒီမှာကျွန်တော်ကြည့်လိုက်မယ်ဆိုရင် seat ဒီအားလုံးကို air con နေရှိမယ်အဲနောက်ခန်းဟာတွေရှိမယ် အပူအေးတွေပါမယ်စီရင်ပူအေးပါအပူပါမယ်နောက်ခန်းရဲ့ထိုင်ကုန်အကုန်လုံးကိုမဆရှည်လုပ်လို့ရတယ်နော်ကိုကြိုက်တဲ့ဟာဒီမှာဆိုရင်2 4 6မျိုးမုံ6မျိုးလုပ်လို့ရတယ်အဲ့ဒါအောင်မှအပြော့လားအလေလက်လားအမာလားယူလို့ရသေးတယ်ပေါ့နော်အဲဒါတွေဆိုလို့ရှိရင်ဒါဆိုနောက်ခန်းကိုသူနှိမ်ပြီပေါ့နော်ပြီးတော့ဒီထိုင်ကုန်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာထုတ်မလားချမလားကျွန်တော်လုပ်လို့ရတယ်အဲ့တော့ဒါလေးတွေအကုန်ရွေးလို့ရတဲ့ဟာလေးဖြစ်တယ်။အဲ့တော့အဲ့ဒါလေးကိုကျွန်တော်အရန်ကြိုက်တယ်။နောက်ထူးခြားတာတစ်ခုကဘက်ကီးရထိုးလို့ရှိရင် ဂျန်နေကိုင်းဓာတ်ပို့ပြီးတော့ထူကြတာပါရှိလဲဆိုတော့ရှေ့ကိုသွားတဲ့ဟာကိုသူကအမှတ်ထားခဲ့မှာဆိုရင်နောက်ကိုသွားတဲ့ခါမှာလေ tracking ဆိုတာပြန်ပါတယ်အဲ့ tracking ကိုနှိပ်လိုက်လို့ရှိရင်သူကအဲ့လာခဲ့တဲ့လမ်းတိုင်းကိုသူကပြန်ပြီးတော့နောက်ပြန်ဆုတ်ပြီးတာပေါ့နော်ဟိုကားအော်တိုပြန်ဆုတ်ပြီးတာအဲ့တော့ auto parking ပါတဲ့ဟာကို tracking တိုင်းကိုလာခဲ့တဲ့လမ်းတိုင်းပြန်ဆုတ်ပြီးရဲ့ပတ်တန်အများကြီးရှာကြလဲမလို့ tracking လေးကိုလည်းနှိပ်လိုက်အောင်မဲ့ဆိုရတယ်ဒီကမှာ auto parking assist ပါတယ် auto parking assist ပါတဲ့အတွက်ကြောင့်သူက auto parking ကိုဘယ်ဘက်ချမ်းမှာလားညာဘက်ချမ်းမှာရှာမလား အာသို့မဟုတ်လို့ရှိရင် parallel parking ကိုကိုယ့်အကူရွေးမလားဆိုတာအဲ့ဒါလုပ်လို့ရပါတယ်ဟာဒက် display အနေနဲ့လည်းတော်တော်ကောင်းကောင်းလေးပါလာတာကိုတွေ့ရတယ် color အနေနဲ့နှစ်မျိုးပြောင်းနိုင်တယ်ပေါ့နော်အဖြူရယ်ခုလက်ရှိအစိမ်း color ရယ်အာပြီးတော့ဒီ mode မှာလည်းဒီနှစ်မျိုးပြောင်းလို့ရသေးတယ်ပေါ့နော်ဒီ comfort mode လား landy bar နဲ့ပဲပြရတဲ့ဟာလားသို့မဟုတ်ရင် ခုလိုမျိုးအဲဘလောက်ဒီဂရီစောင်းနေဘလောက်ဒီဂရီဟီးဖြစ်နေတယ် ပြီးတော့ဘယ်ရက်ကိုဥတည်နေဆိုတာပြတဲ့ဟာလားပေါ့နော်ဒါလေးက hard disk display မှာလည်း adjust လုပ်ရတယ် color နှစ်ခုပြောင်းလို့ရတယ် mode နှစ်မျိုးပြောင်းလို့ရတယ်အဲ့ဒီလိုပဲဒီရှေ့မှာရှိတဲ့ဒီဒီ instrument cluster မှာလည်းဘာတွေရှိသေးလဲဆိုတော့သူကနှစ်မျိုးပြောင်းလို့ရတယ်ပေါ့နော်အဓိကတော့ဒါလားဒီ mode လားပေါ့နော်ဒီ long distance မောင်းမယ်ဆိုလို့ရှိရင်ဒါလေးနဲ့မောင်းမယ်အာသို့မဟုတ်လို့ရှိရင် confirm mode မသွားဘူး off road မှာသွားမယ်ဆိုတော့ဒီ mode နဲ့သွားမယ်ပေါ့နော်အဲဒါမျိုးတွေပြောင်းပြန်ပြီးတော့ adjust လုပ်လို့ရတာဖြစ်ပါတယ် ဒီကမ်းမှာလည်း drive mode ကအလုံး၉ခုပါလာဖြစ်ပါတယ်အခုဒါဆိုရင် comfort ပေါ့နော် comfort ပြီးလို့ရှိရင် ပြန်ပြပါမယ်ခုဘယ်ကနေစပြီးတော့ရှိမလဲဆိုတော့ကျွန်တော်တို့ဒီ sport ကနေစပြီးတော့ရှိမယ်ပေါ့နော်ဒီကရဲ့ထူးခြားချက်တစ်ခုကအာ differential lock ကရှေ့ရောနောက်ကိုနှစ်ခုလုံးရနေတာဖြစ်ပါတယ်2 wheel drive 4 wheel drive ပြောင်းလို့ရတယ်ပြီးတော့ဒီကောင် Apple CarPlay Auto ပါပြီးသားလည်းဖြစ်ပါတယ်နောက်ကြည့်မှန်ကလည်းဒီတိုင်းပဲထားလို့လည်းရတယ်သို့မဟုတ်လို့ရှိရင်ပိတ်ထားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ် တော့ဒီမှာဒီနောက်ကြီးမှရဲ့အကလာအလင်းမောင်လည်းချိန်လို့ရတယ်အန်ဂယ်ကိုလည်းချိန်လို့ရဖြစ်ပါတယ်အဲ့တော့ဘာလို့လဲဆိုဒီမန်းနေတိုင်းကြည့်မယ်ဆိုတော့ကခုံသုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်ခုံတွေကကွယ်နေတာရှိတယ်အဲ့ဒါတွေကိုတော့ဒီကောင်နဲ့ဆိုလို့ရှိရင်တမ်းမီမြန်တဲ့အတွက်ကြောင့်ပိုအဆင်ပြေတယ်ဒါပေမဲ့ခုမှစစီမဲ့သူတွေအတွက်ဆိုရင်တော့ဒါလေးကနည်းနည်းလေးတော့ used to မဖြစ်နိုင်သေးဘူးပေါ့နော်အဲ့တော့ကိုကြည့်နေတဲ့အချိန်မှာအမြဲတမ်းကားတွေဝါးတွေ့နေတဲ့အချိန်မှာဒီကောင်ကတော့ဟို display နဲ့ဖြစ်နေတဲ့အတွက်ကြောင့်အဲ့လိုအချိန်မှာဆိုတော့ဒါကိုပိတ်ထားလဲရတယ်အဲ့တော့ဒီမှာတော့ပြီးတော့နောက်ထူးခြားတစ်ခုကဒီကောင်က မျက်မှန်ထည့်တဲ့ဟာဆိုလို့ရှိရင်ဒါနောက်ခန်းကိုမြင်အောင်လို့သူကဒါမျိုးလေးထည့်တာပြီးတယ်ပြီးတော့မှမျက်မှန်ဒီထဲမှာထည့်လို့ရတယ်ပေါ့နော်ဒီကားရဲ့ bait quality အနေနဲ့ပြောရင်တော့တော်တော်လေးကျေနပ်ရတယ် quality leather လေးတွေတော်တော်ကောင်းတယ် stitching လေးရဆိုတတ်တရဲ့ color လေးလည်းဒီ color လေးတော့အမှန်တမ်းပြောကျွန်တော်ကြိုက်တယ် chocolate ရောင်လေးပြောမလားဒါ chocolate ရောင်လေးလို့ပြောလို့ရတယ်အပေဒီလည်းခံတဲ့အရာဖြစ်တယ်အဲတခုပဲဒီအမိုးလေသာလေးရတော့ off road car တစ်စီးအနေနဲ့အရောင်နည်းနည်းဖြော့တယ်ညက်ပတ်လွယ်လို့တော့မြင်တယ်အောက်ပိုင်း color တွေအောက်ပိုင်း အဲ quality ကတော့ big quality လေးတွေကတော်တော်ကောင်းတယ်တချို့ကပြောတယ်ဒီတရုတ်ကားတွေအာတရုတ်ဆက်တရက်ဆုပ်ပါဆိုပြီးတော့ပြောကြတာရှိတယ်ကျွန်တော်လည်းအဲ့လိုပဲယူဆခဲ့တယ်ဗောနော်အရင်တော့ကလည်းစီးပူးတယ် Toyota model တော်တော်များများ570 DF ကနေအဲ့လိုမျိုးထိဗောနော်အာ Honda Civic လောက်ကနေပြီးတော့အဲ့လောက်ထိကိုစီးပူးတယ်အာ BMW ဆိုလည်းစီးပူးတယ်ယူရိုကားတွေတော်တော်ကျွန်တော်ဘေကျင်းဒီကားမတိုင်ပြီးတော့ဘေကျင်း A7 ကိုကျွန်တော်နှစ်နှစ်ခွဲလောက်စီးလာတယ် အရေးစိမ်းလဲရတာလောက်ကလွင်ကျန်တဲ့ပြဿနာကြီးကြီးမားမားမရှိဘူးအဲ့တော့အနည်းဆုံးတော်တော်ခံမယ်လို့လည်းယူဆတယ်အဲ့ဒီအချိန်မှာကျန်တဲ့ကားတွေက F2000 လီတို့ဟို570 2008တို့ကအခုချိန်မှာ workshop ကိုတတိတိသွားနေရတဲ့အချိန်မှာအခုနကပြောခဲ့တဲ့အဲ Beijing X7 ကတော့နည်းနည်းကြော်တွင်ဘယ်မှမသွားအောင်ဒါလေးကတော့ကောင်းကွက်ပေါ့နော်ကောင်းကွက်လည်းရှိမယ်စိုးကွက်လည်းရှိမယ်အနည်းဆုံးတော့ကိုစီးတဲ့ကာလအတွင်းမှာဈေးတက်တာမတက်တာတော့အားနည်းချက်ရှိကောင်းရှိနိုင်တယ် ဒါပေမဲ့သူများရေပြောသလိုတော့စိတ်ညစ်ရတာမဟုတ်တကယ်စိတ်ညစ်ရတာအာခုနဝက်ရှော့တတိတီသွားနေရတယ်ဂျပန်ကားကြီးလည်းစိတ်ညစ်ရတာပါပဲရှေ့ထိုင်ကုန်နေမှာလည်းဒါလေးကဆက်ထုတ်လို့ရပါသေးတယ်အဲဒီနောက်ခက်မှကြည့်မယ်ဆိုရင်တော့ခနာပြောတဲ့တကားတင်ချခလုတ်လေးကဒီပေါ်မှာတင်ထားတာတွေ့ရပါတယ်အပြီးရင်တော့ဒီရှိမှာတော့ဒါမဆာရှက်တော့ကိုခလုတ်လေးတွေပါတာတွေ့ရပါတယ်ဒါဆိုရင်အပြင်းပြင်းနှိမ်မလားရရနှိမ်မလားဘောနော်ဒါမျိုးတွေကဒီမှာယူလို့ရပါတယ်အဲနောက်နောက်ပြီးတော့သူကတော်တော်လေးကျဲတဲ့ ဆန်ရူမော်ရော့ဖ်ကိုတွေ့ရတယ်လက်ကင်นี่တော်တော်ချစ်ချစ်လေးလေးလေးထည့်ထားတာကိုတွေ့ရတယ်ပြီးတော့ဒီ quality ပေါ့နော်ဒီ beat လက်တန်းရဲ့ beat quality ဆိုလဲတော်တော်ကောင်းတယ်ဒီမှာဆိုရင်ခုနကပြောခဲ့သလိုပဲကြည့်လိုက်မှဆိုရင်3င်းလောက်ပါတယ်တကားလေအဲဒီထဲမှာပစ္စည်းတွေထည့်လို့ရမယ်ဒီမှာထည့်လို့ရမယ်ပြီးနောက်ဒီအောက်မှာလည်းထည့်ထည့်လို့ရပါအောင်မယ်ပြီးတော့ဒီမှာ Harman Infinity ဟိုကစပီကာအလုံး၁၂လုံးထိပါပါတယ်တစ်စီးလုံးမှာဆိုရင်ပေါ့နော် Big quality အနေနဲ့တော်တော်လေးအားစိုက်ထားတာကိုတွေ့ရတယ် ပြီးတော့ဒါဆိုရင်တော့နောက်ခန်းအတွက်လေဝင်ပေါက်အာ temperature ညီတာအပူအေးအာပြီးတော့ဒီပဒီထိုင်ကောင်းလေးပေါ့နော် ပြီးတော့ဒီဟိုပေညာအတွက်ပါမယ်ပြီးဒီမှာတော့ဒါ multi socket တွေပေါ့နော် drive multi socket တွေကိုတွေ့ရတယ်အပေါ်မှာ USB နဲ့ type C နဲ့လည်းအပေါ်မှာပါတီးတယ်ပေါ့နော်တော့အာတော်တော်လေး convenient တော့ဖြစ်ပါတယ်ဒီခုံတွေကတော့နှုတ်နောက်ဖက်တီကိုလည်းခုံသုံးတန်းဆိုရင်နေရာလေးတော်တော်ကျေတယ် တော်တော်ကြီးကိုဝေးပေါ့နော်ဒီခါကြီးကတော့ပြောစရာမလိုပါဘူး Lancaster site ကြီးပဲဆိုတော့ hard room နေ let room နေရတော့ကျွန်တော်မပြောတော့ဘူး PD climber ဆိုလို့ရှိရင်လည်းခုနကလိုဒါ phone demo နေရာကြီးရှိမယ် harness for harness ပေါ့နော်ဒီအမျိုးကြီးရှိမယ်ဒီမှာလည်းအားသူနဲ့ socket ပေါ့ဒီပါအောင်မ USB လို type C လို့တော့ပါမယ်အဲဒါတော့ coffee တွေအဲ့အတွက် quality ပါမှာဖြစ်ပါတယ်အဲ့တော့နောက်ခန်းအတွက်ကတော့ဒီလောက်ပါပဲဒီကားလေးရဲ့နောက်ခန်းကဒီကောင်းက BC60 ရတော့ခုံ3တန်း အခုံသုံးနှန်းဆိုတော့နောက်ကတော့ဟိုရင်တော့ကျွန်တော်လန်ခူစာရီလို့ပဲဆိုတော့ဘေးဂျစ်နဲ့လာတယ်နောက်ခန်းမှာလည်း socket တွေပါမယ်ဟို travel socket တွေရှိမယ်220ဒီမှာ multi socket တွေလည်းပါမယ်အဲ air con van တွေလည်းပါမယ်မီရီ air con van တွေအစုံပါမယ် cap holder တွေပါမယ်ဘာတော့နောက်ခန်းအတွက်လည်းမစိုးပါဘူးဆွဲရတော့လေတော်တော်လေးအဆင်ပြေပါလေလွယ်ပါလေ harassment ရောပေါ့နော်နောက်ခန်းကတော့ဟိုပြောရရင်တော့ပုံမှန်ကားတွေလိုပါပဲသူက လူကြီးတယောက်တွက်ထဟိုပြောရရင်ကလေးတို့ဓာတ်တွက်ကိုကိုပြောတင်တော်တဲ့သဘောတော့ရှိပါတယ်။ဒါလေးကတော့နောက်ခံပေါ့နော်။ဒီလောက် face ရှိတာပေါ့။အဲသူရဲ့ဒီနောက်ခံမှာဆိုလို့ရှိရင်လေဒါဘယ်နေရာမှာမဆိုရက်လို့ရရပေါ့နော်။ဟိုအတိပါမယ် stop ပါတိပါမယ်။ကိုထိုင်ထိုင်နေရာမှာပဲရအောင်ပေါ့နော်။အဲ့ဒါလေးတစ်ခုပါမယ်။နောက်ချိန်တွေပါတွေပါမယ်။အဲပြီးတော့ဒီမှာတော့ဒါသူကနောက်ခန်းကနေပြီးတော့ထွက်ချင်တယ်ဆိုရင် အဲကိုထဲမှာပိတ်မိနေရမရှိအောင်ဒါလေးဒီကျိုးလေးကိုဆွဲလိုက်ရင်ထွက်လို့ရတယ်ပေါ့နော်အဲဒါလေးလည်းထပ်ပါမယ်ပြီးတော့ဒီအဲဘိန်ကတော့နောက်မှဖြစ်တဲ့အတွက်ကြောင့်ရှင်းတယ်ဒီအောက်မှာတော့ခန္ဓာကပြောတယ်ဒီရောင်မြန်အမချင်းစီအတွက်ရောင်မြန်သုံးဖို့ဒီခြိုက်ဒီဟိုပါလေအကုံပါမယ်ဒီကထဲမှာပေါ့နော်ဒါလေးကုံပါပါတယ်